ဟာရူကီမူရာကာမီရဲ့ဘာဒေဂဲ part 5ဘောနအပိုင်းငါအဲ့ဒီမှာဒီအပိုင်းကမှာဘာဖြစ်နေတာလဲဆိုတော့ဒီမွေးနေ့ရှင်ကောင်းမလေးကပန်ရှင်နဲ့တွေ့နေတာပေါ့ပန်ရှင်နဲ့တွေ့နေပြီးတော့ပန်ရှင်ကသူ့ကိုမေးလိုက်တာကိုလူပြောလိုအပ်တာတောင်းဆိုပါပေါ့ဘယ်လားကဲမင်းမွေးနေ့လက်ဆောင်တစ်ခုပေါ့နော်ဟုတ်လားမွေးနေ့ဆောင်တစ်ခုပေးခြင်းလို့ပါ which is why hello listener he said touching the knot of his with that leaf collar necktie do Do should yet I told you, I feel it's important You did it to give you a better present. on the Especially a better cause for a, a special commemorative gift. special commemorative gift ဆိုတော့ okay အထူးလက်ဆောင်အနေနဲ့เนาะအမတ်တရလက်ဆောင်အနေနဲ့ငွေနေလေးပေးဖို့လိုအပ်တယ်ငွေနေလက်ဆောင်လေးပေးဖို့လိုအပ်တယ် plaster ဟောရှေ့ယူအာနာနောက်ရှေ့ဖြစ်သွားရှီရှုခါ head သူမကခေါင်းယမ်းလိုက် said no please sir don't give it a second thought နောက်ကြိမ်ထပ်မတွေးပါနဲ့ရပါတယ် oh i did ကျမလုပ်ပေးသည်မြတ် what's bring you are me အလားဆရာရဲ့အစားအစာဟိုသမင်းကို to the way they offer me to they order me to သူတို့တွေဒီမကိုခိုင်းစေတဲ့အတိုင်းလာပို့ရတာပါဒီမှာ give a second thought give a second thought ဆိုတာဆို reconsider ပြန်လဲတွေးတော့တာ to think again about something တကူကနဲ့ပတ်သက်ပြီးပြန်လဲတွေးတော့တာပေါ့ she never gave a second thought to her decision. she never gave a second thought to her decision သူမရဲ့ဆုံးဖြတ်ချက်ကိုလေ သူမကဘယ်တော့မှအပြစ်မတွေးခဲ့ He didn't give a second thought to leave the city သူကမြို့ပြကနေပွားဖို့ရေးကိုသူလုံးဝမတွေးခဲ့ဘူးပေါ့ They gave a second thought before signing the contract သူစာချုပ်ကိုလက်မှတ်မထိုးခင်စာချုပ်ကိုလက်မှတ်မထိုးခင်သူတွေကဒုတိယအကြိမ်ပြန်တွေးခဲ့ကြတယ် I should have given a second thought to how Wanny ငါက तू မရဲ့သတိပေးချက်ကိုငါထည့်သွင်းစဉ်းစားသင်ခဲ့တာဒါပြီးခဲ့တဲ့ကိစ္စကိုပြန်ပြောတာပါလေ you have battery ပဲเนาะအဲ့မဲ့ give a second thought ဆိုတော့ဟုတ်တာလေဆိုတော့ reconsider ပြန်စဉ်းစားတာ ပြန်တွေးတော့တခုနဲ့ပတ်သက်လေပြန်နဲ့တွေးတော့တာဆို give a second thought ဒီထဲမှာじゃ don't give a second thought အဲ့ဒါအဲ့ကြောင့်ထပ်မတွေးပါနဲ့ तू ကမွေးနေ့နဲ့ဆောင်ပေးမယ်ဆိုတော့အဲ့ကြောင့်ပေးဖို့စဉ်းစားမနေပါနဲ့ give a second thought မတားလို့ရပါတယ်ပြန်တွေးတာပြန်ဟေးအောင် အဲ့ဒီစားကိုပြန်ပြောတော့ Hey please give a second thought to that မင်းရဲ့ဆုံးမချက်ကိုပြန်တွေးအောင်တော့ဆို Hey give a second thought to your decision ကဲမင်းလာနိုင်ငံခြားကိုသွားဖို့ဆိုတဲ့ဆုံးမချက်ကိုမင်းပြန်ပြောအောင်တော့ give a second thought to uh leave the country for a foreign country ဆိုရင် give a second thought ဆိုတာပြန်တွေးတာ ပြန်တွေးတာကောင်းပါတယ်ဒါလေးကြက်ထားဖို့သင်ပါတယ် keep a second thought to keep a second thought to ပြန်လေတွေးတော့တာပေါ့နော်ပြန်စဉ်းစားတာ the old man ဘောရော raise both hands လက်နက်ကိုမြောက်ပြတယ်ပြီ palms to what ta သူမစီကိုလက်နက်ပြော no miss don't don't you give it a second thought မင်းကတည်းကစဉ်းစားမနေနဲ့ the kind of president i have in mind နတ်စိတ်ထဲမှာရှိတဲ့လက်ဆောင်မျိုးဟာ it's not sandy tangible ထီတွေ့ကင်တွေ့လို့ရတဲ့အရာမဟုတ်ဘူး not sandy with the price tag တံမိုးတစ်ခုခုပါတဲ့အရာမဟုတ်ဘူးဟဲ့လား all price ဒီပြောမယ်ဆိုရင် all ဈေးနှုန်းကက်လေးပါတယ်ဒီဒီပစ္စည်းကဘယ်နဲ့ဒေါ်လာရှိတယ်ဘယ်နှပောင်ရှိတယ်ဆိုတော့ဈေးနှုန်းကက်လေးပါတဲ့ဒုစုံတရားမဟုတ်ဘူးပေါ့ဘယ်နှတောင်းရှာတယ်ဆိုတော့ဈေးနှုန်းကက်လေးကတ်ထားတဲ့အရာမဟုတ်ဘူး to put it simply ရိုးလေးပြောရမယ်ဆိုရင်ကွာ

မင်းကိုစူတောင်းတစ်ခုပေးလိုက်မှာပဲ you might have မင်းမှာချီကောင်းရှိမယ် to make your wish come true မင်းရဲ့စိတ်ကူးကိုမင်းရဲ့စူတောင်းကိုတကယ်ဖြစ်လာအောင် လုပ်ပေးမယ်ဒါပါပဲ anything ဘာမဆိုတော့ anything at all ဘာမဆိုတော့ that you wish for မင်းတောင်းတာလည်းဘာမဆိုလုပ်ပေးမှာနော် as you mean that you do have such a wish မင်းမှာဒါအဲ့ဒီလိုအဲစူတောင်းတစ်ခုရှိတယ်ဆိုရင်ပေါ့နော်အစင်းပြောင်းလုပ်ပေးမှာကိုကိုကြိုက်တဲ့စုကိုတောင်းလိုက်ပြီ anything anything at all that you wish for မင်းတောင်းသားသမ ्या အရာဘယ်ရမစို့ဖြစ်အောင်လုပ်ပေးမှာနော် a wish ဆိုတော့ she asked her throat dry သူမ11 6ပြောင်းသွားတယ် something you would like to have happen miss ကဲမင်းအလားတခုခုဖြစ်ပျက်စေခြင်းရဲ့အရာပေါ့နော်ဒီနေရာမှာ have နောက်က happen မှာပုံမှန်အတိုင်းဆိုအင်းဒီပါတင်ပါတယ်ပေါ့တို့ကူးတဲ့ဆာဖိုင်တွေက ဣတိမပါတဲ့အတွက်ကြောင့်ဣတိမထဲလိုက်တာဟောက်ပေါ့နော်အဲမစ်ဒီတော့မင်းဖြစ်ချင်တဲ့ဒီဆုံးတရားပေါ့နော် if you have a wish မင်းမှာဆူတောင်းတစ်ခုရှိရင် one wish ဆူတောင်းတစ်ခုနော် i make it come true တကယ်ဖြစ်အောင်လုပ်ပေးမှာ is that the kind of birthday present i can give you da nga min ko pe nai de birthday present myo be that you better think about it very carefully that time you better think about it very carefully မင်းတင်းတင်းချာချာတွေးထားနော် because i can give you only one မမင်းကိုတစ်ခုပဲပေးနိုင်တာသိလား he raises one finger in the air လေထဲကိုလက်ညှိုးထောင်နေပြီးတော့ hey မင်းတစ်ခုတည်းပဲနော် just one တစ်ခုတည်း you can't change your mind after what any now တော့မင်းဆုံးမချက်ကိုပြောင်းလို့မရဘူးနော် and take it back ပြန်ယူလို့မရဘူးဘဝမှာတစ်ခုခုလုပ်ပြီးပြီဆိုရင်ဒီတိုင်းပဲလေပြောင်းလို့မရတော့ဘူးလေ ပြန်ပြီးနှုတ်ပါတယ်ဆိုတော့နှုတ်လို့မရတော့ဘူးပေါ့ဒီလိုပြောတာပေါ့ဒါနဲ့ဒါအတွက် commit ဖြစ်သွားပြီဆိုရင်ကိုယ့်ရဲ့စိတ်ကောအချိန်ကောဘာကိုပေးလဲရမှာပေါ့နော်ယခုဆိုရင်ဒါပေးလဲရတာပဲလေယခုပေးလိုက်ပြီဆိုအချိန်ကုန်သွားပြီဆိုပြန်ရတာမဟုတ်တော့ဘူးလို့အဲ့ဒါပဲကိုလူစူတောင်းခုတောင်းလိုက်ကြိုက်တဲ့စူတောင်းလိုက်အဲ့ဒါအတွက်မင်းပေးဆက်ရမှာနော်ဒီတိုင်းလေးတကယ်တမ်းရိုးလေးဖြစ်လာတယ်ဆိုတော့မှရိုးရိုးလေးဖြစ်လာတာမဟုတ်ဘူးပေါ့ပေးဆက်ရတဲ့အရာတွေရှိတယ်ပေါ့သူပြောချင် take it back. Then You let me You can not change your mind after a while and take it back. Then you'll let me She was at a loss for words to Sigaloni down so on. One which Sudan, where by the way, Leia Yaka Mumio, rain of step and evenly at the wind, window pay, did him and go, Allah, Mui, Mugo, the Atrobe of Jalan. လေကြောင့်ထင်ပါရဲ့ပေါ့မိုးရီဆက်မိုးရီပေါက်ပတရားပြတင်းမအောင်တော့တပြောက်ပေါ့လာရိုက်နေသူတို့သူ့ရင်ထဲမှာလည်းဒီဇိုင်းနန်းဖြစ်နေတယ်ပေါ့ as now as he remain silent လူတိတ်တိတ်လေးကြည့်နေသည်များ the old man looking to our eyes ဘိုးတော်ကြီးကသူ့ရဲ့ boss ကသူမမျက်လုံးနဲ့ကိုစိုက်ကြည့်ပြီး saying nothing ဘာမှတော့မပြောဘူးပေါ့နော် time march is a irregular pass in our ears သူနားထဲမှာတော့ဒိတ်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 နေလား ာလာအမတ်တင်ညာကိုပြုတ်နေတယ်လို့ပဲတဲ့အချိန်က I have to wish for Sandy ကျမကတကူတည်းဆူတောင်းလာမှာပေါ့နော် and it will be granted အဲ့ဒါကို granted ပေးရလိုက်မှာပေါ့နော်ချီးမြှင့်လိုက်ပါမော်နော်အဲ့ဒါကိုအစင်မြောင်လုတ်ပေးလိုက်မှာပေါ့နော်အဲ့ဒီကိစ္စကိုအောင်မြောင်လုတ်ပေးလိုက်မှာပေါ့နော် granted နော်နင်းအပ်ဖြစ်အောင်လုတ်ပေးပေါ့ဒီမှာ at a loss for words ဩစကလုံးနေစွန့်အားသွားတာပေါ့ and if you speak because of surprise အဲ့ဒါလို့ emotion စိတ်ခံစားရရဒါမှမဟုတ် confusion စိတ်ရှုပ်သွားလို့မို့ She was at a loss for words after the proposal. After the proposal, do go propose လုပ်ပြီးတဲ့နောက်မှာတော့ဩဟာလာ तू မစကလုံးနေစွန့်ရသွားတယ်ဘာပြောရမှန်းတော့မသိတော့ဘူး तू မကို propose လုပ်လိုက်တော့ His generosity သူ့ရဲ့ရည်ရွယ်မှုက let me at a loss for words သူ့ရဲ့ရည်ရွယ်မှုကြောင့်ငါဘာပြောရမှန်းတော့မသိဘူးဖြစ်သွားတယ် standing before the monument the monument the attainment ဆောင်းရှိမှာရဲ့ရင် they were at the loss for words စကလုံးนี่ဘာပြောမှမသိစွန့်အာသွားခဲ့တော့တယ်သူတို့တွေပြောတာကြားမှုတာပဲ touch မဟာရှိရဲ့ရင်နဲ့ oh တကယ်ကိုသူတို့တွေတခဏနာအန်အောအတန်တောနဲ့စကလုံးนี่စွန့်အာသွားတယ်မြင်သက်သွားတယ်ပေါ့တချို့သူတွေကြတော့ဗကံကနန်စေးပြူကိုကြည့်ပြီးတော့တန်တောဖြစ်ခဲ့ကြတယ်ပေါ့ဒီလူတွေ ဒါကိုဘာရိမြန်မြန်လုပ်ခဲ့ကြတာပါလေပေါ့ဒီလိုနှစ်ပေါင်းထောင်နဲ့ချီခံအောင်ပေါ့ဒီလိုစဉ်းစားကြတယ်လို့ပြောတာပဲတို့တွေကတော့ဓာတ်ပုံရိုက်ပြီးပြန်ညတယ်ထင်ပါရဲ့နော် He was at a loss for words when comforted with the truth comforted with the truth အမှန်တရားနဲ့ဒုတ်ဒုတ်ထီတွေ့လိုက်တဲ့အခါထိတ်တန့်ရင်ဆိုင်လိုက်ရတဲ့အခါမှာသူတော့စကလုံးနေစွန့်ရသွားတယ်အိုင်မလေး I am at a loss for words ဆိုရင်လေစကလုံးနေစွန့်ရသွားတော့တယ်နော် သူမရဲ့အပြုံးတစ်ချက်ကြောင့်ပေါ့သူမသူမရဲ့အကြည့်တစ်ချက်ကြောင့်ကျွန်တော်စကလုံးနေစွန့်အောင်တော့ရဲဆိုအဲ့တိုင်းနေသုံးလိုက်ပေါ့ I was at a loss for words no due to a glance from her from my beloved ပေါ့ဒီတော့သူထံကအကြည့်လေးတစ်ချက်ကြောင့်ပေါ့စကလုံးနေတောင်စွန့်အောင်သွားခဲ့ရတယ်သွားတော့အကြွေးတောင်းမှုသွားတာလေပေါ့အဲ့လိုနေမှာပေါ့ instead of answering the question သူမမေးခွန်းကိုပြန်မဖြေဘဲနဲ့သူမက ကျွန်မဆူတောင်းရမယ်အဲ့ဆူတောင်းပြည့်အောင်လုပ်ပေးပါပေါ့နော်ဆိုတဲ့မိကုံးကိုပြန်မပြေးပဲနဲ့ဒီအိုမာဘိုးတော်ကြီးက hands tin side by side on the desk these are where my lelu ticha tin tha be just smile to you know he did it in the most natural and amiable way တဘာဝကြကြအမေပဲချစ်เสียကောင်းစွာသူကပြောတယ်ဟာလာသဘောကြเสียကောင်းစွာမွန်ကြီးစွာပါ do you have a wish miss or not အဲဒီမက်ဒန်ပေါ့နော်ကလေးဒီမှာမြန်မာဆူတောင်းတစ်ခုရှိသလားမရှိဘူးလားပေါ့ဒီ asked generally သူကတိမ်မွေးစွာမေးတာ this really did tap ban ဒါ not အဲ့မှာဒါဒီပြန်ပြောတဲ့သူကနောက်တစ်ပိုင်းပြောလိုက်တာပေါ့နော်ဒီနေရာတို့ကခွဲမထားမိလိုက်တာပေါ့နော် do you have a wish miss or not သူကဂျန်တိမ်မွေးစွာပြမေးတယ်တဲ့ဒါပေမဲ့သူကဒီနေ့မှာဟိုဒီဇလန်ကိုဒီဂျုံငဲတဲ့မျိုးသမီးကပြန်ပြောပြတယ် This really did happen. Dr. Gabe Chiketa said, looking straight at me, Jamaoji, I'm not making it, making it up. Jamaoji, pen, pen, tada, look, ya, tada, mo, no, of course not. I said, ho, bale, pen, tada, look, ya, tada, mo, man, di bale. She was not the sort of person to allow Bogum, you, mo, bully, to invent some goofy story. Goofy is a stupid story, but out of thin air, Mashi, ya, ya, ne, Mashi, ya, ga, ne. ဟာလာအောင်အကြံဉာဏ်ဖန်ဖန်ဇလန်းတဘုတ်ဖန်ပြီးတဲ့ပုံကူမျိုးမဟုတ်ဘူးဆိုတာစော်တော့ခိုင်းတော့ပါပဲပုံအဲ့လိုပုံကူမျိုးမဟုတ်ဘူးဆိုတာသိကြပါတယ် so did you make a wish အဲ့ဒီတော့ရှင်ဆူတောင်းခဲ့သလားတောင်းစုပြုခဲ့သလားဒီမှာ MA ပဲ friendly ဘောရွေးမနော pleasant နှစ်လိုပဲမွန်ကြီးပေါ့ good nature သဘောကောင်းပေါ့နော်ဘောကောင်းတော့ပေါ့ amiable he greeted everyone with an amiable smile သူအလုံးကိုနှစ်လိုပဲအပြုံးနဲ့လူတိုင်းကိုနှုတ်ဆက်ပါ he had an amiable personality that drew people in သူကလူတွေကိုစွဲယူနိုင်တဲ့သဘောကျပွဲကိုယူကိုသွေးသူမှမရှိတယ် his amiable nature သူရဲ့သဘောအဲနှစ်လိုပဲသဘာဝက made him a favorite among colleagues သူရဲ့လိုဘောကိုင်းမဲ့တွေကြားမှာအနှစ်သက်ဆုံးပုဂ္ဂိုလ်တယောက်ဖြစ်နေတော့တယ်ပေါ့ they enjoy an amiable conversation over coffee အဲ့ဒီမှာအာသူတို့ coffee ဒီမှာ over coffee ဆိုတာ coffee တောက်ရင်းဟော coffee တောက်ရင်းသူတို့သဘောကျဆိုတာစကားတွေပြောခဲ့ကြတယ်ပေါ့ they enjoy an amiable conversation over coffee amiable conversation over coffee နော် coffee တောက်ရင်းပေါ့နော် amiable conversation ကိုသဘောကျခဲ့ကြတယ်ပေါ့ they enjoy an amiable conversation over coffee ဒါလေးကြက်ထားဖို့ကောင်းပါတယ် we enjoy an amiable conversation over dinner ညစာစာရင်ပေါ့ we enjoy an amiable conversation over tea လက်ဖက်ရည်တောက်ရင် we enjoy an amiable conversation over beer လာ beer တော့ over wine ပေါ့ red wine ပေါ့ over a glass of wine ဝိုင်းတစ်ခွက်တောက်ရင်လည်းအော်နင့်လိုသဘောကျပွဲစကားပြောခဲ့ကြတယ်အဲ့ဒူတွေတော့မှာတယ် over green tea ပေါ့လက်ဖက်ရည်ကျန်းတောက်ရင်ပေါ့နော်ဒါလေးကြက်ထားတင်ပါတယ် ဒီမှာ over ဆိုတဲ့အသုံးလေး enjoy an amiable conversation over coffee ဒါဆိုရင်အဲ့လိုကြက်ထားလိုက်တာနဲ့ amiable ပဲဆိုတဲ့သဘောပါရသွားမှာနော်သဘောကြပွဲနှစ်လိုပဲ she went on looking at me for a while သူမကငါသူမကငါကိုခဏလောက်ကြည့် then released a tiny sigh တပြင်းလေးတေးသေးလေးချလိုက်ပြီးတော့တပြင်းလေးချပြီးတော့မဟုတ်နော် don't get me wrong ကျွန်မတို့လည်းမထင်တော့ she said I was taking him 100% seriously myself. ကျမကိုယ်တိုင်ကလေသူပြောစကားကို100%အလေးနဲ့ထားခဲ့တာမဟုတ်ဘူး။ I mean ဆိုတော့လေ at 20 at that necessary year မှာ you are not exactly living in a fairy tale world anymore. တကယ်လေ fairy tale စိတ်ကူးရဲ့လောကကမ္ဘာမှာနေနေတာတော့မဟုတ်တော့ပါမနဲ့လေ။အဲ့တော့ပေါ့သူကစူတောင်းတစ်ခုလုပ်ပါတကယ်ဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ဟာကိုအဲ့ဒီ20ရောက်နေပြီဆိုတော့ ကောင်းကောင်းယုံခဲ့တာတော့မဟုတ်ဘူးပေါ့သူပြောချင်တာအဲ့လိုလေလေဆိုတော့အသက်20လဲရောက်နေပြီဆိုသူပြောတာဟုတ်မှာဟုတ်ပါမလားဆိုတာကျမကသိမသေးချဘူးလေအဲ့တော့ကဲသူပြောတာကိုအလေးနဲ့သဘောမထားခဲ့ဘူးပေါ့100% seriously သဘောမထားခဲ့မိဘူးအဲ့တော့သူကဒီနေရာမှာပြောလိုက်ပြီးဒီ suit down နဲ့ပတ်သက်ပြီးတော့သူကဒီအရေးမွယ်ပြောခဲ့ပြီးဒါဆိုရင်အရင်ကြီးအလေးနဲ့ထားခဲ့တာမဟုတ်ဘူးဆိုသူ suit down ကဘလို့ဖြစ်မလဲဘာဖြစ်မလဲ Release a sigh. So that being a She released a sigh of relief but after the exam. Some way be Ping and that being challenge. Some way be mom. He released a sigh when the train finally arrived. Not only, Jetta yaw la roma be do hin cha nai Do the being cha She released a sigh of contentment. What she the sense said. What the sense said. Niyang, sorry. နေဝင်ရှုကင်းကိုကြည်ရင်ကျင်းနေရအောင်ဆိုတော့တပြင်းနဲ့ချပြီးရင်လာလိုက်တဲ့ရှုကင်းလေးပဲတော့နော် he releases sigh as he lean back into the chair ကတဲ့ဟိုင်မော်သူအမိထိုင်ချလိုက်ရင်တပြင်းလေးချလိုက်တယ်ကရထိုင်မမီထိုင်ချလိုက်ရင်လည်းတက်ပြင်းလေးချလိုက်တယ်အဲဒါဆို release side s i j side တက်ပြင်းချပါ a sigh of relief release side a sigh of contentment don't get me wrong. So I used to clarify in Shimbia that you are about to say, မင်းပြောမယ့်အရာကို not be misunderstood. တလွဲနားလည်သွားမှာဆိုလို့တယ်တလွဲနားမလည်စေချင်လို့ပေါ့ဒီနည်းပြောဆိုဟာလာနားလည်မှုလွဲမသွားမှာဆိုလို့ don't get me wrong ငါ့ကိုတမျိုးမထင်နဲ့ don't get me wrong i like him သဘောကျတယ် bad he can be careless तू ကနမောမဲ့နမာမဲ့တော့နိုင်တယ် तू ကပြီးစလဲတော့နိုင်တယ်တိတ်ကြီးရန်ကြီး အဲစနစ်ကြနေတာမဟုတ်ဘူးပေါ့နော်သူကပေါ်ပေါ်တိပေါ်စနိုင် Don't get me wrong ဒီလိုတော့မတင်နဲ့ the movie was fun ပြောစရာတော့ကောင်းတယ် but too long နင်းနေတော့ရှည်လုံးနဲ့ကွာ Don't get me wrong I love the city but I miss home ဩမျိုးပြမှာနေရတာငါကြိုက်ပါတယ် but I miss home ငါအိမ်ကိုတတိယလေပြောစွတ်တယ် Don't get me wrong she is talented but not very reliable ဟလာအတက်လွဲတော့မထင်နဲ့ तू ကပါရမီရှိတာဟုတ်တယ်ထိုင်ပြီးတော့ not very reliable ပဲယန်းကြီးယုံကြည်စိတ်ချရတာမဟုတ်ဘူးပေါ့ဒီမှာပြောလိုက်တာလေဟေးတလွဲမထင်နဲ့နော်ဟလာသဘောတော်ကြတယ်ဒါပေမဲ့လို့ careless ဖြစ်တယ်အော်ဒီမှာပြောစရာတော့ကောင်းတယ်ဒါပေမဲ့ရှည်လုံးတယ်မျိုးပြောက်သဘောကြတယ်ဒါပေမဲ့လို့ငါအင်ကိုလွမ်းနေလေဟလာသဘောမကြနေတာမဟုတ်ဘူးပေါ့နောက်တစ်ချက်ရှိသေးတယ် နော်သူမပါရမီရှိမရှိနေတာမဟုတ်ဘူးပေါ့ဒါပေမဲ့ reliable တော့အရင်ကြီးဖြစ်နေတာမဟုတ်ဘူးပေါ့အဲ့လိုတွန်းလိုက်တာ don't get me wrong ကိုပြောမဲ့အကြောင်းအရာကိုတလွဲနားလည်သွားမှဆိုလို့ဟုတ်တယ်သဘောတော့ကြပါတယ်ဒါပေမဲ့လို့လွတ်တွဲပေါ်ဖြစ်လာအောင်ထီတော့အဆင်မပြေဘူးဟောဒါဆို don't get me wrong no don't get me wrong it was his idea of a joke though and dada သူရဲ့ ဟာသသူကဒီလို ပြောင်တဲ့နောက်တဲ့ဟာသလုတ်တတ်တာဆိုရင် I had to hand it to him ကျမလည်းသူ့ကို for cameo with it on the spot any နေရာမှာကျမလည်းတခုခုဖန်နေပြီးတော့ပြောလိုက်တာပေါ့ he was a deba oh fellow ဟောတကယ်ကိုတန်းတမြေဝစားထားတဲ့ဘုရောကြီးပဲဝတ်သေးချွဲခဲ့ in his side မြေဝင်းမှာတော့အယောင်လေးလဲ့နေတာ so သူမြက်ကမှတတ်ထားတာနေမှာပါလေမြေဝင်းအယောင်လဲ့နေတာ so i desired it. to play along with him သူနဲ့တူတူငါလဲဩ तू ကပြောင်းနေဆိုငါလဲလိုက်နောက်ပို့စိတ်ကူးလိုက်တယ် it was my entire your body after all ပြီးတော့လေဒီမရဲ့အသက်20ပြည့်မွေးနေလေ i figured ငါတွေးလိုက်တယ် i ought to have something not so ordinary ဟာလာ i figure i ought to have something တစုံတရာ not so ordinary တာမန်တစုံတရာကို happen to me that day အဲ့ဒီနေ့မှာလေပုံမှန်ဖြစ်နေကြတဲ့တစုံတရာကိုဖြစ်ဖို့တော့ မဟုတ်လားအော်မသိဘူးလို့ငါတွက်လိုက်တယ် it wasn't a question of believing or not believing ယုံသိမယုံသိဆိုတဲ့ကိစ္စပေါ့မဟုတ်ဘူးပေါ့ i not it without say anything ဘာမှမပြောဘဲငါကောင်းကြီးလိုက်တယ် you can understand how in fair time sure မင်းနားလည်လို့ရတယ်နော်ငါဘလို့ဘလို့ဖြစ်တယ်ဆိုတော့မင်းနားလည်လို့ရတယ်မဟုတ်လား my 20 about it was came to an end was coming to an end when nothing special happened. Nobody wishing me happy birthday. And all I'm doing is, is carrying tortellini with a coffee sauce to people's tables. The do they go the way to be near a belly? It is as I was the way to be near a I nodded again don't worry. I said, I understand. So I made a wish. You know, made a wish to down the located. Okay. I sincerely thank you to each and every one of you. Give me the